လီဗာပူးကနိုင်ပွဲဆက်နေတဲ့အက်စတန်ဗီလာကိုငကိုကိုမရှိနဲ့အနိုင်ရရှိခဲ့ပြီးတော့တင်ငိန်နဲ့ခြေစွမ်းကောင်းမွန်တဲ့ခံစစ်စွမ်းဆောင်ရည်ကို ပြသသွားခဲ့တဲ့လီဗာပူးအသင်းနေတဲ့ဒီပွဲမှာဘာကြောင့်အနိုင်ရခဲ့ရလဲအဓိကခီးအပြောင်းအလဲတွေဘာတွေရှိမလဲဆိုတဲ့အကြောင်းကိုဒီဗီဒီယိုကနေသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ားလုံးပဲမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါရစေလီဗာပူးကအက်စတန်ဗီလာကိုနှကိုးကိုမရှိနဲ့အနိုင်ရရှိခဲ့တယ်ဒီပွဲမှာအရေးပါခဲ့တာကကလင်းရှိရရှိခဲ့ခြင်းပြီးတော့ဘွာမဆာလာပုံမှန်ဂိုးတွေသွင်းခဲ့တယ်ပြီးတော့လီဗာပူးရဲ့အပြောင်းအလဲအပြောင်းအလဲကပါလဲဆိုတော့မပြောင်းလဲခြင်းလီဗာပူးကဒီယာဒီမှာအပြောင်းအလဲတွေပြုလုပ်ဖို့စူးစမ်းနေတယ် ခေတ်တခုကိုသွားဖို့အတွက်စတင် ပြင်ဆင်တယ်ပေါ့နော်အဲ့ဒီခေတ်တကမိုဟာမက်ဆာလာမပါဝင်တဲ့ခေတ်တလို့ကျွန်တော်တို့ယူဆရတယ်အဲ့တော့အဲ့ဒီသွားဖို့ပြင်ဆင်နေတဲ့အရာအခုတုံးခဲ့တဲ့ဒီပွဲကပုံစံကတော့ပြီးခဲ့တဲ့ရာသီကအတိုင်းပဲမင်းတို့ပြီးခဲ့တဲ့ရာသီအတိုင်းကအတိုင်းကန်ကြကွာဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့မြင်တွေ့ရတယ်အဲ့ဒီပုံစံနဲ့အတူပုံမကောင်းမွန်တဲ့ပုံမအတွဲဖက်မိတဲ့လီဗာပူးအသင်းကိုလည်းမြင်တွေ့ခဲ့ရတယ်ဒါအပြင်လီဗာပူးအသင်းကဘလောက်တောင်အဲ့ဒီပုံစံဘက်ကိုသွားကြလဲဆိုရင်ဒီပွဲမှာ လူစားလဲတာအကီတကင်းနေရ Florian Verse ဝင်လာတာကလွဲပြီးတော့လူစားလဲမှုတွေအများကြီးမလုပ်ခဲ့ဘူးလုံးဝမလုပ်ခဲ့ဘူးတယောက်ပဲလုပ်ခဲ့တယ်လုပ်ပြီးတော့သူတို့ Real Madrid နဲ့ပွဲရှိနေသည့်တိုင်အောင်သူတို့ရဲ့အနေနဲ့ wall management ကိုပွဲထဲမှာပဲလုပ်သွားတယ်ဒီပုံစံကိုပို့ပြီးတော့အတွဲဖက်မိစေချင်တဲ့ပုံပေါ်တယ်လို့ကျွန်တော်အနေနဲ့ယူဆမိတယ်ပြီးတော့ဒီယုံကြည်မှုပေါ့နော်ဒီအတွဲဖက်ကစားခြင်းယုံကြည်မှုအထူးသဖြင့်ဒီကွင်းလေအတွဲဖက်ဒီကွင်းလေအတွဲဖက်ဒီယာဒီမှာအတွဲပြတ်သားတဲ့အတွဲဖက်ဖြစ်တယ် Graffenberg ကဒီယာဒီမှာခြေစွမ်းပြနေတယ် ရာဒီစားကလေးက तू မပါတဲ့ဘွယ်မှာ तू မပါတဲ့ကွက်လက်ကတိတာတယ် तू ပါလာတဲ့ချိန်မှာလဲ तू ပါတဲ့ impact ကတိတာတယ်ပြီးတော့ server slime ကလည်းဒီရာဒီမှာတော်တော်လေးကောင်းတဲ့ခြေစွမ်းတစ်ခုကိုပိုင်းဆိုင်ထားတယ်ဒါပေမဲ့ liverpool အသင်းရဲ့ကွင်းလယ်ကပြတ်တယ်လို့ဖြစ်နေဘာလို့လဲဆိုတော့နောက်ထပ်ကွင်းလယ်တစ်ယောက်ဖြစ်တဲ့ macalister ကပြီးခဲ့တဲ့ရာဒီကခြေစွမ်းတွေကိုပျောက်ဆုံးသွားလို့ပေါ့နော်ဒါပေမဲ့ဒီဘွယ်မှာအဲ့ဒီခြေစွမ်းကိုပြန်လဲတွေ့ခဲ့ရတယ်ပြန်လဲတွေ့ခဲ့ရခြင်းနဲ့တူ liverpool အသင်းရဲ့ကစားဟန်ပုံမှန်ပြန်ဖြစ်လာတယ် ုံမှန်နီးပါးပြန်ဖြစ်လာတယ်အရင်လောက်တော့မကောင်းသေးဒါပေမဲ့ပုံမှန်နီးပါးပြန်ဖြစ်လာတယ်2-0ရလက်ကလီဗာပူးအသင်းရဲ့ characteristic ကိုပြသတယ်လို့ပြောနိုင်တယ်ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ရာသီက2-0ပွဲက10ပွဲအထိကစားခဲ့တယ်လီဗာပူးအသင်းကသူတို့တွေအနေနဲ့နိုင်ပြီဆိုရင်2-0ဆိုတာကသူတို့ရဲ့ရလက်တစ်ခုတော့ဖြစ်နေတယ်အဲ့တော့အဲ့ဒီပုံစံကိုပြန်ဖော်နိုင်ခဲ့တယ်ပြီးခဲ့တဲ့ရာသီက pattern တွေကိုပြန်ဖော်နိုင်ခဲ့တယ်မိုဟာမက်ဆာလာကိုဒါအဓိကထားဥဒေကစားတာလေကျွန်တော်တို့မြင်တွေ့ရတယ်ဒီကွင်းလေ trial ရဲ့ ဟန်ချက်ညီရဲ့လှူရှားမှုတွေကျွန်တော်တို့ပြန်တွေ့ရတယ်ပြီးတော့ဒီကွင်းလဲကမှန်ကန်တဲ့လှူရှားမှုတွေနဲ့အတူသူတို့ရဲ့ high pressing ပုံမပုံပေါ်လာတာကိုလည်းတွေ့ရတယ်အဲ့တော့ဒီပွဲမှာရသွားတဲ့ဂိုးက pressing attribute ဂိုးတွေဖြစ်တယ်အဲ့တော့ liverpool အသင်းကဒီရာဒီမှာသူတို့ရဲ့ pressing pattern တွေကြာဆင်းနေတယ်အဲ့တော့ကြာဆင်းနေရခြင်းအကြောင်းရင်းထဲမှာအသစ်ကစားသမားတွေအများစွာပါဝင်နေတဲ့အတွက် pattern တွေအများကြီးပြောင်းသွားတာလည်းပါတယ်အဲ့တော့အခုဒီပွဲကပုံစံကကြတော့ ကစားနေကြပန်တန်တွေပဲဖြစ်တယ်အဲ့တော့ဒီအရာကအရေးကြီးတယ်အရင်ပုံစံကိုပြန်သွားခြင်းပေါ့เนาะအဲ့တော့ဘယ်လိုလဲဆိုတော့ဥမာဒီလက်နက်အစ်စ်တခုအဲ့လက်နက်ကနောက်လာမဲ့ခစ်တဲ့အတွက်ပို့ပြီးရခစ်မိတဲ့လက်နက်တခုအဲ့လက်နက်ကိုကောင်းလဲကောင်းလဲအဲ့အဲ့လက်နက်ကိုပြောင်းကင်ဒါပေမဲ့ပြစ်ကားတဲ့အခါမှာအငြင်းနဲ့ကင်နေကြမဟုတ်တဲ့အတွက်ပြစ်ကားခက်ကလာအသားမကျတာမျိုးဖြစ်တယ်ပေါ့เนาะအရင်လက်နက်ကပဲပိုကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလက်နက်နဲ့နိုင်ပွဲတွေဆင်လာတာအဲ့တော့လီဗာပူးအသင်းကအဲ့လိုပုံစံမျိုးတွေ့ရတာပေါ့နော် ဟိုဒီလိုပုံစံမျိုးတကယ်ဥပမာလည်းပြလို့ရပါဥပမာ Falkland ဝါအင်္ဂလန်နဲ့အာဂျင်တီးနားချကြတော့ဆိုအင်္ဂလန်ကဒါ Ancestin နေခင်ဗျလက်နက်တွေ Ancestin နေပေးဖို့စူးစမ်းပေးမယ်ဒါ FNFL ဒီလက်နက်တွေကပို့ပြီးတော့အသုံးဝင်တယ်ပေါ့နော်စစ်သားတွေအနေနဲ့ဒီဟာကိုပို့ပြီးတော့ကြိုက်ကြတယ်အဲ့တော့ VNS စစ်ပွဲဆိုနေတယ်လို့ပဲ Ancestin တွေနဲ့တိုက်ရမှာဖြစ်ပေမဲ့ Anfordin တွေကိုစစ်သားတွေကပို့ပြီးသဘောကျကြတယ်ပို့ပြီးတော့လည်းလုံးဖြစ်တယ်ဆိုတာမျိုးပေါ့အဲ့တော့ဒီလိုပုံစံမျိုးပဲအခု Florian Vasto Akitike တို့နဲ့ မီလိုကာကက်စတိုနဲ့သွားကျင်တယ်တခုရှိတယ်အရာတခုရှိတယ်အဲ့အဲ့အရာကလည်းနောက်နှစ်တည်းနောက်နှစ်တည်းအတွက်ပို့ပြီးတော့ဟန်ချန်ညီမဲ့အံဝင်မဲ့အရာဖြစ်နိုင်တယ်ဒါပေမဲ့လောလောဆယ်မှာတော့လောလောဆယ်လီဗာပူးအသင်းအတွက်လိုအပ်တဲ့နိုင်ပွဲတွေအတွက်တော့လက်နက်ဟောင်းကပူအဆင်ပြေတယ်အန်နစ်စလော့ဟာဒီလက်နက်ဟောင်းတွေကို तू ဒုက္ခရောက်နေတဲ့အချိန်မှာ तू ထုတ်ထုတ်သုံးဆွဲတတ်တယ်ပေါ့နော်ကျွန်တော်တို့ဒီရာဒီအရှိန်တော်ကလည်းနှစ်ကြိမ်တော့မြင်ခဲ့ရပြီးအခုအချိန်မှာလည်း तू အတွက် ပို့ပြီးတော့တတ်တောင်တတရှိတယ်လီဗာပူးအသင်းအတွက်ပို့ပြီးတော့တတ်တောင်တတရှိတယ်ပုံစံကိုဒါသုံးဆွဲခဲ့တာဒီဘက်မှာမိလဲမိခဲ့တယ်အဲ့လိုမိလဲ click ဖြစ်ခြင်းနဲ့အတူ high pressing တွေလည်းပို့ပြီးတော့မိလာတယ်အဲ့ high pressing တွေကိုအခြေပြုပြီးတော့ goal တွေလည်းရရှိခဲ့တယ် Aston Villa အသင်းကဒါ pace from the back ကစားတယ်ပေါ့နော်အဲ့တော့အဖွဲ့ငွေရရှိသွားတယ်ဘာမဆာလာအကောင်းဆုံးပိတ်သွင်းသွားတယ်ကိုသမား Martinez ရဲ့အမားကိုအဲ့ goal မလိုက်ခင်မှာ support line ဖြတ်တောက်ရယူပြီးတော့ goal သွင်းခွင့်ရရှိခဲ့သေးတယ် အဲ့ဒါကသူကန်လိုက်တာနည်းနည်းအားနေသွားလို့ဒါကိုသမားကာကွယ်နိုင်ခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီတစ်ချိန်အပါဝင်ဒုတိယတစ်ချိန်နဲ့ထက်ရတယ်နောက်ထပ်ဒုတိယပိုင်းမှာလည်းအဲ့လိုမျိုးအခွင့်အရေးတွေဆက်ရတယ်အားလုံးဟာဒီ pressing ပုံစံကအခြေခံတယ်လို့ပြောရမယ်အဲ့တော့ဒီပုံစံကလည်း villa ကသူတို့တွေအနေနဲ့ခေါင်းမှန်မှန်နဲ့ဒါကြီးကိုသုံးနေတာတော့မဟုတ်ဘူးဘာလို့လဲဆိုတော့သူတို့မှာကိုယ့်ဘက်ကပြင်ရတဲ့အချက်တွေရှိတယ်ပထမပိုင်းမှာဆိုလွတ်လွတ်သွားတယ်မော်ဂန်ရော့ဂျာတက်ရောက်တဲ့ဝေါဂန်နဲ့ဝေါဂန်နဲ့လွတ်လွတ်သွားလာတယ်ကျွန်တော်တို့မြင်ရလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ Liverpool ကွင်းလေကအရှိကိုတော်တော်လေး step up လုပ်ပြီးတော့ကစားတယ်အဲ့တော့ Morgan Rogers ကိုထားခဲ့တယ်လို့ပြောလို့ရတယ် Bubba Back Camera နဲ့ Onana တို့ကိုတက်ပြီးတော့ဒါထောက်တယ်ပေါ့နော် Kansas ဒီတိုင်း Kansas ကစားသမားနှစ်ယောက်ကိုလည်းထောက်တယ်အဲ့တော့အဲ့လိုမျိုးလူအကုန်လုံးသုံးပြီးတော့ထောက်ပြီးတော့ Morgan Rogers ကိုထားခဲ့တယ်အဲ့ဒါကိုသူက Van Dijk တို့ Robertson တို့ကစောင့်ချက်ကြည့်ရှုတယ်ပေါ့လေအဲ့တော့အဲ့အနေထားတွေ့ရဒီအတွက်အဲ့အလဲမှာပြလိုက်ရတဲ့ space ကြီးတွေရှိပြီးတော့အဲ့အလဲကြောကလည်း Wagner Wagner လွတ်သွားတာက Morgan Rogers လွတ်သွားပြီးကင်လိုက်တဲ့အကြိမ်တွေအပါဝင်ပထမပိုင်းမှာလေနှစ်ကြိမ်သုံးကြိမ်မြင်ခဲ့ရတယ်လို့ဒုတိယပိုင်းမှာရရှိခဲ့တဲ့ဥပမာ Tony Mallen ရဲ့ကန်သွင်းချက်လိုအနေထားမျိုးအဲ့ဒီအနေထားတွေကအဲ့ဒီအလေကပေါက်သွားတဲ့အနေအရာကနေပေးရတယ်။ Liverpool ဘက်ကလည်း risk and reward ရှိတယ် Aston Villa နဲ့ဘက်မှာလည်း risk and reward ရှိတယ်။အဲ့တော့အဲ့ဒီနေရာတွေကို jump တက်မလုပ်ပြီးတော့မကာကွယ်နိုင်ဘူးဆိုရင် Villa ကလွတ်လွတ်သွားတာကိုကျွန်တော်တို့မြင်ခဲ့ရတယ်။ Liverpool ကဒါကိုပေးပြီးတော့သူတို့တွေလိုအပ်တဲ့ အရာကိုကစားခဲ့တယ်အန်စလော့ပြောသွားသလိုပဲငါတို့ဒီလို high pressing ကြောင့်ရတဲ့ဂိုးတွေကဒါပထမဆုံးလည်းဟုတ်ဘူးဒါထူးဆန်းမနေဘူးပေါ့နော်အစွန်ဗီလာကတော့ဒီပါပူးရဲ့ဒီ pressing base မှာဝင်သွားပြီးတော့ဒီအခွင့်အရေးတွေပေးခဲ့ရတယ်လီဗာပူးကဒါကိုအပိုင်နိုင်ဆုံးအတုံးချသွားတယ်ဒါကြောင့်လည်းအနိုင်ရရှိခဲ့တယ်ပြီးတော့ဒါဒီဟာတွေကြမ်းကြောင်းနေတော့မဟုတ်ဘူးပေါ့နော်ပွဲတစ်ပွဲအနိုင်ရရှိဖို့ဆိုတာကန်တရားကလည်းဒါအရေးပါတဲ့ကန်နာကလည်းပါဝင်တယ်ဘယ်လိုမျိုးလဲဆိုတော့လီဗာပူးကပြီးခဲ့တဲ့အပတ်တွေထဲမှာတောက်လျှောက်ဆိုသလို အစောပိုင်းမိနစ်တွေပေါ့နော်မိနစ်20မတိုင်ခင်မှာဂိုးတွေပေးခဲ့ရဒီပွဲမှာလေဂိုးပေးရဖို့နီးစပ်ခဲ့တာရှိတယ်မော်ဂန်ရော်ဂျာစ်ရဲ့အမှတ်မတင်ကန်ချက်ကတိုင်းထိပြီးထွက်သွားတာမျိုးအဲ့လိုမျိုးကန်ချက်ကကြတော့ဘသူမှညံ့လို့လည်းမဟုတ်ဘူးဘသူမှဘာမှဖြစ်လို့လည်းမဟုတ်ဘူးကန်တဲ့လူကကောင်းလို့လို့ဂိုးသွားတာမျိုးပေါ့နော်အဲ့တော့ဒီကန်လုံးကန်ချက်ကလည်းတော်တော်လေးကောင်းခဲ့ပါတယ်ဂိုးဖို့အတွက်အနည်းငယ်စင်တီမီတာလေးပဲလွဲသွားပြီးတိုင်းထိသွားတာမျိုးပြောရမှာပေါ့နော်ပြီးတော့ဒါမက်ဒီကက်လန်ကန်နဲ့ဘောလုံးမျိုးကုသမားမမဒက်ရှ်ဖလီကာသွားတာတော်တော်ကောင်းပါတယ် ော့အဲ့လိုကာကွယ်မှုမျိုးပြုလုပ်နိုင်ခဲ့တယ်တကယ်လို့သာအဲ့ဒီအခြေအနေတွေမှာလီဗာပူးအနေနဲ့အလွယ်လွယ်အကျော်ကျော်ဖြစ်ခဲ့တယ်ဆိုရင်ထုံးစံအတိုင်းမှာစစောစီစီကိုပေးရပြီသူတို့တွေအနေနဲ့နောက်ကနေပြန်လိုက်ရတော့မယ်ဒီလိုမျိုးနောက်ကနေပြန်လိုက်ရတော့မယ်အနေထားကြတော့လီဗာပူးရဲ့လက်ရှိရုံးကန်နေရတဲ့အရာတွေနဲ့ဆိုရင်မကိုက်နိုင်ဘူးအခုလိုမျိုးတည်ငြိမ်ပြီးတော့ကိုယ့်ဘက်ကနေအေးအေးဆေးဆေးကစားရတဲ့အခြေအနေနဲ့ကြတော့ပို့ပြီးတော့ကိုက်ညီခဲ့တယ်ကိုက်ညီတဲ့အလျောက်လေခြေစွမ်းပြနိုင်ခဲ့တာကိုတွေ့ရတဲ့အထူးသဖြင့်ဒီကွင်းလေက Graphenberg ရဲ့ Support Line ရဲ့ Macalister ရဲ့ကို ကြီးကျူးရမယ်ပြီးခဲ့တဲ့ရာသီကပုံစံအတိုင်းကစားနိုင်ခဲ့တဲ့အတွက်အာနစ်လော့ကလည်းအဲ့ဒီအရာကိုမျောကိုးပြီးတော့သူတို့ကိုအားကိုးပြီးတော့ပွဲထွက်လာတယ်ပြောမဆိုမက်ကလစ်စတာကတော်တော်ယုံကန်နေရတာအဲ့တော့အဲ့လိုမျိုးပွဲထွက်လာခဲ့တယ်မက်ကလစ်စတာဒီပွဲမှာကောင်းမွန်တဲ့ခြေစွမ်းတစ်ခုကိုပြသနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒါကလီဗာပူးအတွက်ဒါပုံမှန်ခြေစွမ်းပြန်ရလာဖို့အတွက်အရင်အရေးကြီးတယ် graphon back ကတော့ပုံမှန်အတိုင်းပဲကောင်းနေပြီသားသူပါရနဲ့ကောင်းတာကိုတွေ့ရတယ်။သူမပါရင်လည်းတိတိကျကျသာရိမ့်ရိုင်တာကိုတွေ့ရတယ်။သူ့ရဲ့အရေးပါမှုက တိတာတယ်ပေါ့နော်ပြီးတော့ဒီဘွဲမှာက full back နေရာတွေကိုလည်းအများကြီးအပြောင်းလဲမလုပ်ဘူးအထူးသဖြင့် Carcass ကိုမသုံးမနဲ့ Robertson ကိုပဲရိုးရိုးလေးပဲသုံးဆွဲခဲ့တယ် Robertson ရဲ့ဒီအသင်းနဲ့အသားကြနေမှုသူ့ကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင် penalty area တဲ့အထိသူ light ပါစီမျောနေရာတွေ့ရလိမ့်မယ် Gakpo က white နေထားမှာယူထားတဲ့အခြေအနေမှာ Robertson အနေနဲ့အဲ့လိုမျိုး light ပါစီမျောနေရာတွေ့ရလိမ့်မယ်ဒါက natural ဖြစ်တယ်သူကဒီအသင်းရဲ့အထာကိုသူကောင်းကောင်းကျင့်ညက်နားလည်နေပြီဒါ မီလုစ်ကာကက်စ်ကတော့ဘာဖြစ်လဲဆိုတော့ဟိုနားကိုသွားရမလို့လို့သွားတဲ့အခါမှာမဝင့်မရဲပုံစံမျိုးရောက်နေတဲ့အခါမှာကိုယ့်စီဘောလုံးရောက်လာတဲ့အခါမှာတော့သူ့ရဲ့ဆုံးဖြတ်ချက်တွေကမပြတ်မသားဖြစ်နေတာကိုကျွန်တော်မြင်တွေ့ရတယ်။ရောဘတ်ဆန်စီမှာအဲ့လားမရှိဘူး။ तू ဟာကာကက်စ်လောက်မြန်ချင်မှမြန်နိုင်မယ်။ထက်မြက်ချင်မှလည်းထက်မြက်တော့မယ်။ဒါပေမဲ့ဒီအသင်းနဲ့ live ဖတ်နေခြင်းကသူ့ရဲ့ဒီလှုပ်ရှားမှုတွေကိုပိုကောင်းစေတယ်။ပြီးတော့ Van Dijk နဲ့သူ့ရဲ့ဂျာကဒါဆက်နွယ်မှုပြီးတော့ Marcus Llorente နဲ့သူ့ရဲ့ဂျာကဆက်နွယ်မှု၊ Gakpo နဲ့သူ့ရဲ့ဂျာကဆက်နွယ်မှု။အဲ့တော့ဒီအရာတွေကတော်တော်သိတာ တော်တည်တာပြီးတော့အဲ့လိုမျိုးသင်းကွဲကြီးဖြစ်နေတဲ့ကစားသမားမရှိတဲ့ခံစားချက်ဒီဘက်မှာကျွန်တော်တို့တည်တာထင်ရှားဆိုတာမြင်ခဲ့ရတယ်။ AKDK ကပြဿနာမဟုတ်ဘာလို့လဲဆိုတော့ AKDK ကကစားကွက်ရဲ့ဟိုးတိတ်ဆုံးမှာအချုံဆုံးထွက်နေတဲ့ကစားသမားသူကတိုက်စင်မှုတွေကကစားကွက်ထဲမှာအများကြီးပတ်သက်နေတာမဟုတ်ဘူးဒီ chain တွေထဲမှာအများကြီးပတ်သက်နေတာမဟုတ်ဘူးတိုက်စစ် action လုပ်တဲ့အချိန်တော့ပဲသူတို့ကပတ်သက်တာအဲ့တော့ AKDK အနေနဲ့ဒီလိုမျိုးပေါင်ရင်မပတ်သက်တိတ်သားမကြတာပြဿနာမဟုတ်ဘူးပြီးတော့ AKDK ကကာကတ်စု အခုလီဗာပူးရောက်လာတဲ့ကစားသမားတွေအကုန်လုံးထက်အသားအမြန်ဆုံးကျတယ်လို့ပြောလို့ရတယ်အဲ့တော့ဒီဟာကလည်းအရေးပါတယ်ပြီးတော့အဂီဒီဂီတင်းနဲ့ဂိုးသွင်းခဲ့သေးတယ်ဒါကလူကျွန်သွားလို့ပေါ့နော်ခေါင်းတိုက်သွားတာတော်တော်ကောင်းတယ်ဆော့ဘတ်လိုင်းတင်သွားတာလည်းသဘောကျဖို့တော်တော်ကောင်းတယ်လီဗာပူးအသင်းကဒီသူတို့ရဲ့ကွင်းလည်အားကိုဒီဘက်မှာအပြည့်အဝပြတ်နိုင်တယ်လို့ပြောလို့ရတယ်ပြီးတော့နောက်ထပ်အရေးကြီးတဲ့ point ကမိုဟာမက်ဆာလာဒီဘက်မှာမိုဟာမက်ဆာလာကသူ့ကိုအားကိုးပြီးကစားတယ်သူ့ကိုတည်ကစားတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့အပြည့်အဝမြင်ခဲ့ရတယ် ဘယ်တော့မှလည်းညာတော့မှဖောက်တာကအရင်กว่าနေတော့မဟုတ်ဘူးကက်ကိုကိုလည်းဒါတော်တော်လေးသုံးပါတယ်ကက်ကိုရဲ့စူးစမ်းမှုနဲ့ကက်ကိုရဲ့ပါဝင်စည်းမျိုးမှုလည်းကောင်းတယ်ဒါပေမဲ့ညာဘက်မှာပို့ပြီးတော့ဒီမိုဟာမက်ဆာလာစီကို vertical ball လုံးနဲ့ညာသွားတော့တွေ့ရတယ်ပြီးတော့ server slide ရဲ့ညာဘက်ကိုထွက်ထွက်ပြီးတော့ချိန်ချင်း graven back ရှေ့တက်တက်လာချင်းဒီအချက်တွေကမိုဟာမက်ဆာလာကစားနေကြ game ကိုဒါပြန်လဲဆွဲခေါ်ပေးခဲ့တယ်ဒါကြောင့်လည်းမိုဟာမက်ဆာလာစီကနေဂိုးကိုကျွန်တော်တို့ဖယ်လိုက်ဂိုးကဒါအမားကိုအသုံးချနိုင်ခဲ့တဲ့အနေထားမို့လို့အဲ့ဂိုးကိုဖယ်လိုက်မယ်ဆိုရင်သူ့စီကနေ ကောင်းမွန်တဲ့ creativity ကြီးကောင်းမွန်တဲ့ချိတ်ဆက်မှုတွေပေါ့နော်ပုံမှန်မြင်နေကြလှမ်းလှမ်းပြီးတော့မပေးလိုက်တာတင်ပေးလိုက်တာပြီးတော့ဒီ corner brother တွေ walk နဲ့ walk နဲ့ပြတ်ထွက်သွားတာအတားလေးထိုးပေးလိုက်တာမျိုးလွတ်ထွက်သွားတာမျိုးအဲဒီလိုပုံစံမျိုးတွေကိုဟိုမှာဆာလာအနေနဲ့ပြန်လုပ်ပြနိုင်တာကိုတွေ့ရတယ်ဘာလို့လဲဆိုတော့ဒီဘက်မှာဘောလုံးကိုပို့ပြီးတော့သုံးဆွဲမယ်အချိန်ပို့ပြီးသုံးဆွဲမယ်ဆိုတော့ တိတာထင်ရှားတဲ့ idea ကြီးရှိနေလို့ပေါ့နော်အရင်တော့ကဒါ Florian Verse နဲ့ကစားတယ်ဆိုရင် Florian Verse ကဒီဘက်သိမ့်မလာဘူး။ तू ကဟိုဘက်မှာရှိတာများတယ်။ဟိုဘက်ကနေကစားတာများ။ဟိုဘက်ကနေချိန်နေတဲ့အခါမှာ Gagas ကလည်းမမိ Florian Verse ကလည်းမမိဆိုတဲ့ပုံစံမျိုးတွေနဲ့အနည်းငယ် Liverpool ရဲ့အန်ချော်ချင်းကိုကျွန်တော်တို့မြင်ခဲ့ရတယ်။ဒီပွဲမှာကကြတော့အယိုးရှင်ဆုံးပြောရရင် Liverpool အနေနဲ့ဒါပြီးခဲ့တဲ့ရာသီကိုသူတို့ပြန်သွားခဲ့တယ်။ပြီးခဲ့တဲ့ရာသီကကောင်းမွန်တဲ့အချက်တွေကိုပြန်လည်ထုတ်ယူဖို့ကြိုးစားခဲ့တယ်။ရတယ်ရရှိခဲ့တယ်။နိုင်ပွဲလိုအပ်နေတယ်။အရန်အရန်လိုအပ်နေတဲ့အချိန်မှာသူတို့နိုင်ပွဲကို ရယူခဲ့ပြီးတော့ဒါ top 4စာရင်းတွေကိုဒါပြန်ပြီးတော့ဝင်လာတယ်အရင်အရေးကြီးတယ်ပေါ့နော်လာမယ့်အပတ်မှာပွဲချက်တွေရှိရ Real Madrid တို့ Manchester City တို့အဲ့ဒီအတွက်လဲဒါအဆင်သင့်ဖြစ်စေမယ်စိတ်ပိုင်းဆိုင်ရာအဆင်သင့်ဖြစ်စေမယ်နိုင်ပွဲတစ်ပွဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးနိုင်ပွဲကိုရိုးရိုးရှင်းရှင်းနဲ့ပြီးတော့စတေးရတာရှိတယ်အဲ့ဒါကပါလဲဆိုတော့ကာရာဘောင်ဖလားမှာလုံးဝပြပြသားသားဒီကစားသမားတွေကိုစွန့်လွတ်ပြီးတော့ကစားခဲ့ရတာပေါ့နော်အဲ့တော့စတေးခဲ့ရတာရှိတယ်အန်ဒီစလော့ကအဲ့ဒီ PR တွေကိုသူခံယူပြီးတော့ ဒီပြိုင်ပွဲမှာသူပြန်ပြီးတော့တည်ငြိမ်လာအောင်ပြုလုပ်ခဲ့တယ်လို့ကျွန်တော်အနေနဲ့ဒါယူဆခဲ့တယ်အောင်လဲအောင်မြင်ခဲ့တယ်ဒီပွဲတစ်ပွဲစားတော့အောင်မြင်ခဲ့တယ်အဲ့တော့ဒီအိုးပုံစံပေါ့နော် ပုံစံအဟောင်းကိုသူတို့ဘယ်လောက်ထိဟို modify ပြန်သွားလုပ်မလဲပေါ့ modify ကလုပ်ဖို့တော့ကအစ်တတရားဝဲထားပြီးသားအဲ့တော့လုပ်ဖို့တော့လိုအပ်တယ်ပြီးတော့ rotation တွေလုပ်ဖို့လည်းလိုအပ်တယ် တော့ဒီအနေထားမှာသူတို့ဘယ်လိုဆက်သွားမလဲဒါကတော့နောက်ထပ်ဆက်ကြည့်ရမယ်အပိုင်းဖြစ်သွားပြီလောလောဆယ်ဒီနိုင်ပွဲကတော့ Liverpool အတွက်အရင်အရေးပါတဲ့ turning point တစ်ခုအဖြစ်ကျွန်တော်ကတော့သတ်မှတ်ချင်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျ